ဟိုဆိုလို့ရှိရင်ဥစောကဝန်ဝန်ရံအားပေးလျက်ရှိပါတယ်တဲ့လုပ်ငန်းကဏ္ဍအသီးသီးမှာတဲ့တက်ကြွသူတွေကိုပူပေါင်းပြီးတဲ့အောက်ခြေလူရန်းစားများရဲ့အ धिक လိုအပ်ချက်များအခက်ခဲများကို ဖြည့်ရှင်းကူညီပေးသွားစေချင်ပါတယ်တဲ့ဥပမာတဲ့လဝကမှတ်ပုံတင်ကြံ့ကြာနေတာမျိုးပေါ့နော်ရဲစခန်းမှာအမှုခင်းအာမခံကိစ္စမျိုးတွေကိုရက်ွက်ကျေးရွာအတွင်းမှာညခင်းလုံခြုံရေးအတွက် လက်ကင်းများပတ်တရောင်များစီမံဆောင်ရွက်ပေးရပါမယ်ခင်ဗျာတဲ့ဆောင်ရွက်ပေးရင်တဲ့ပြည်သူများလေးစားချစ်ခင်လာပါလိမ့်မယ်တဲ့ဆိုတော့ကျွန်မအဲ့ဒါလေးလေလှည့်ကင်းဆိုလို့လေဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စစ်မဟာဗျူဟာကပြည်သူစစ်မဟာဗျူဟာဖြစ်ပါတယ်ရှင်ပြည်သူလူထုကိုအခြေခံပြီးတော့မှပြည်သူလူထုကြားတွေကပေါက်ဖွားလာတဲ့တတ်မတော်ပေါ့နော်ဆိုလို့ရှိရင်ပြည်သူစစ်မဟာဗျူဟာဖြစ်ပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကအထီးပေါ့နော်ကျွန်တော်ကမိုးကုတ်မှာမွေးမိုးကုတ်မှာကြီးတဲ့အခါကျတော့ ကျမတို့ငယ်ငယ်တုန်းကအထီးတော့ကျမတို့အကိုပေါ့နော်ကျမတို့မှာမောင်နှမ၃ယောက်ရှိပါတယ်အကိုကအကြီးဆုံးဖြစ်ပါတယ်ရှင့်ကျမအငယ်ဆုံးဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်ဒါမင်းသမီးကတော့ထွန်းအင်ဒရာဘူအစိုးတော်ကတော့အလတ်ဖြစ်ပါတယ်အဲဆိုတော့ကျမကိုကအဲ့လိုပေါ့နော်တပတ်တပတ်တစ်ခါတော့တစ်လတစ်ခါတော့ကျတိတ်တော့မမှတ်မိတော့ဘူးပေါ့ရှင့်နှစ်ပတ်တစ်ခါတော့အဲ့လိုမျိုးကင်းဆောင်ရပါတယ်ရှင့်ယောက်ျားလေးတွေပေါ့နော်ကင်းဆောင်ရပါတယ် အကင်းဆောင်ရင်အကင်းထဲမှာတညလုံးမအိပ်ဖက်နဲ့အမိုးကွက်ကချမ်းလဲချမ်းတော့မီးလေးဖို့ပြီးတော့မှကင်းဆောင်ရတယ်အပြီးလို့ရှိရင်ဒီဒီရက်ကွက်ကိုစောင့်နေဆိုဒီရက်ကွက်ထဲကလမ်းတွေကိုဟိုဒီဝရင်တုံးနဲ့ဟိုပါတော့ထောက်ထောက်ပြီးတော့မှရှောက်ရပါတယ်ရှင်အဲဝရင်တုံးနဲ့ထောက်ထောက်ပြီးတော့မှဟိုပါရှောက်ပြီးတော့ဓာတ်မီးနဲ့ပါနဲ့ပေါ့နော် အဲ့လို3-4ရောက်အဖွဲပေါ့အဲ့လိုရှောက်ရပါတယ်အဲပြီးလို့ရှိရင်လည်းကင်းမှာလည်းဟိုညတနိုင်ထုံးရင်ကင်းတန်ချောင်းတစ်ချက်ခောက်တယ်နှစ်နိုင်ထုံးရင်နှစ်ချက်ခောက်တယ်ပေါ့နော်စသဖြင့်အဲ့လိုလေးတွေဆောင်ရွက်ရပါတယ်ရှင့်အဲ့ဒါပြည်သူလူထုပူးပေါင်းပါဝင်တဲ့ဒါလုံခြုံရေးပေါ့နော်ကိုရရွာရဲ့အေဂျင့်တာယာရေးလုံခြုံရေးကိုပြည်သူလူထုကပူးပေါင်းပါဝင်တာဖြစ်ပါတယ်နောက်အခုနောက်ပိုင်းတော့အေဂျင့်လာတဲ့အချိန်မှာဒါတွေကမရှိတော့ဘူးပဲနဲ့အခုတော့ပြန်ပြီးတော့မှလိုအပ်လာတဲ့အခြေအနေမျိုးဖြစ်ပါတယ်ရှင့်အဲ့ဒါလေးကတော့ ပြည်သူလူထုပူးပေါင်းပါဝင်တဲ့လုံခြုံရေးပေါ့နော်ပြည်သူစစ်မဟာဗျူဟာဖြစ်ပါတယ်အဲကျွန်မဟိုပါပေါ့နော်ဒီဒီဗိုလ်ချုပ်အောင်ဆန်းတို့ခစ်တုံးဝိုင်းအဲ့လိုပဲပေါ့နော်ဒီရဲဘော်၃ချိန်နဲ့အဲမြန်မာမြန်မာလွတ်လပ်ရေးတပ်မတော်ဖွဲ့တဲ့မြန်မာကာကွယ်ရေးတပ်မတော်ဖွဲ့တဲ့ဆိုလို့ရှိရင်ဒီဒီရက်ွက်ထဲမှာရှိတဲ့အဲဒီနိုင်ငံချစ်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေနဲ့ဒီတပ်မတော်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါကြောင့်မလို့ဩကျေးဇူးတင်ပါတယ်ရှင်။ဟိုဥဆောင်ဆိုတဲ့အကောင့်ကနေရေးပေးတာကျေးဇူးအများကြီးတင်ပါတယ်။ နောက်တစ်ခုကကြတော့အောက်ခြေလူရန်စားရဲ့အခက်ခဲကတော့ကုံစိမ်းနှုံကြီးမြင့်ခြင်းဖြစ်ပါတယ်ရှင့်အဲကုံစိမ်းနှုံကြီးမြင့်ခြင်းဖြစ်ပါတယ်ဒီကုံစိမ်းနှုံကြီးမြင့်ရခြင်းအကြောင်းရနှစ်ချက်ရှိပါတယ်ရှင့်နံပါတ်၁ချက် ကတော့ထုတ်လုံစိတ်ကြီးမြင့်နေတာဖြစ်ပါတယ်ရှင့်ထုတ်လုံစိတ်ဘာကြောင့်ကြီးမြင့်လဲဆိုလို့ရှိရင်ဒီဒီဆက်မှုကုံထုတ်လုပ်ငန်းမှာအဲသုံးဖို့ခုနလိုပေါ့နော် layer site ပြိုးရေးမှာလိုအပ်တဲ့ twin အားစုတွေကုံချမ်းတွေပေါ့နော်အာဒါတွေကိုလွယ်လွယ်ကူကူမရနိုင်တာဖြစ်ပါတယ်ဒီ twin ကုန်နေ twin ကုန် license တွေကို တင်းကျပ်ထားတဲ့အချိန်မှာဒါတွေကိုလွယ်လွယ်ကူကူမရနိုင်တော့ဒီကုန်ကျန်းစိတ်တွေဈေးကြီးတယ်။နော်သွင်းအားစုတွေဈေးကြီးတာ။အဲ့ဒါဖြစ်နေတာဖြစ်ပါရဲ့။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ခုနပြောတဲ့ exchange rate ပါရှင့်။အဲဒီဒီနိုင်ငံခြားငွေလဲလှယ်နှုန်းပေါ့နော်။ဒါ exchange exchange rate regime ကအာနည်းနည်းပေါ့နော်။ဒီလုပ်ငန်းရှင်တွေကိုဂွန်နီအိတ်ဆွတ်ပြီးပြေးခိုင်းနေတယ်လို့ပေါ့နော်။အဲအဲ့လိုသဘောဖြစ်ပါရဲ့ရှင့်။ဘဲမှမရောက်ခက်နဲ့လဲကြနေတာပေါ့နော်။လဲကြလိုက်ပြန်ထလိုက်တလန်းနလန်းရှောက်လိုက်လဲကြလိုက်နေခီးမပေါက်ဘူးပေါ့ရှင့်။ ဒါမျိုးလေးဖြစ်နေပါတယ်ဒီ exchange exchange rate regime ကိုလည်းပြောင်းဖို့လိုအပ်ပါတယ်ရှင်အဲနောက်နောက်နောက်တစ်ခုကထုတ်လုပ်စိတ်ကြီးတဲ့အထက်မှာဘာလဲပါလဲဆိုလို့ရှင်လျှက်စစ်မီပြတ်တောက်မှုတွေလည်းပါပါတယ်ရှင်လျှက်စစ်မီပြတ်တောက်တာကတော့နောက်အစိုးရအနေနဲ့လည်းနိုင်ငံတော်အစိုးရအနေနဲ့လည်းလျှက်စစ်မီတွေကိုဟိုဘာစ조사ပြီးတော့မှပေါ့နော်ရေအားလျှက်စစ်ရှိမယ်နေအောင်ကြီးစွမ်းအင်သုံးလျှက်စစ်ရှိမယ်လေအားလျှက်စစ်ရှိမယ်အဲပြီးလို့ရှိရင်ဒီ gas တို့ဒီတဘာဝတန်းငွေနဲ့ လဲတဲ့ဟိုဟာရှိမယ်ကြောက်မီသွေးနဲ့ရှိမယ်ပေါ့နော်စသဖြင့်နောက်အခုဆိုလို့ရှိရင်ဒါရုရှားနဲ့နျူကလ িয়ার နျူကလ িয়ার ကနေစွန့်ရင်ထုတ်ပြီးတော့မှလျှက်စစ်မီသုံးမယ်ဆိုတာဒီတောင်းဆောင်ရွက်နေပြီဖြစ်ပါတယ်သို့တော်လဲဒါတွေဒီဘာကြောင့်ခီးမပေါက်တာလဲဆိုလို့ရှိရင်တော့ဒီ agent တည်ငြိမ်ခြင်းမရှိလို့လဲပါတယ်လို့ခုနကလို့ပေါ့နော် exchange rate တို့လို့ကနေပြီးတော့မှဒီလောက်လောက်တာကိန်းတာရှိတဲ့စီးပွားရေးဝန်းကျင်မဖြစ်ဘဲနဲ့ ဒီလျှက်စစ်မီထုတ်လုပ်တဲ့သူတွေကမကြိုက်တဲ့အခါကျတော့ပြည်တွင်းကလူပြည်တွင်းကလျှက်စစ်မီထုတ်လုပ်တဲ့တပိုင်းတန်နိုင်နေလဲရက်လူနေပါဖြစ်တယ်နော်ပြပလာတဲ့သူတွေကလည်းမကြိုက်တဲ့အခါကျထွက်သွားကြတယ်ပေါ့နော်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်းထွက်သွားကြတယ်ဆိုတော့နံပါတ်1မီးမရဘူးလျက်စစ်မီးမရဘူးအဲကြတော့ကိုယ့်အကုန်မီးဆက်နဲ့ဒီဇယ်ထည့်ပြီးလှည့်ရတယ်အဲနံပါတ်2ကကျတော့ exchange rate မှာကြောက်မလို့ဒီကုန်ထုတ်လုပ်စိတ်ဈေးကြီးတယ်နံပါတ်3ကတော့ကျမတို့ဒီသွင်းအားစုတွေကုန်ချမ်းတွေ အဲကျမတို့ကုံထုတ်လုံးမှုမှာလိုအပ်တဲ့သွင်းအားစုကုန်ချမ်းနေသွင်းရခက်နေတယ်ဈေးကြီးနေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ထုတ်လုံးမှုစီးဈေးကြီးတာဖြစ်ပါလေရှင်နောက်တစ်ခုကုံကုံစိမ့်နှုံးကြီးရခြင်းနောက်အကြောင်းရင်းတစ်ခုကတော့တဲယူပို့ဆောင်ဈေးရိတ်ဈေးကြီးတာဖြစ်ပါလေရှင်အဲတဲယူပို့ဆောင်ဈေးလို့ပြောလို့ရှိရင်အဓိကကတော့နှစ်ချက်ပါရှင်နံပါတ်1အချိန်ပိုကြာသွားတာပေါ့နော်ခါတိုင်းလိုမျိုးအာရှလမ်းမကြီးကနေပြီးတော့မှအဲဓာတ်ရိုက်သွားလို့မရပဲနဲ့ အဲဒီဒီဒီတော်လန်းနေကနေသွားပြီးတော့မှဂိတ်တွေအများကြီးဖြတ်ရတာပေါ့နော်ဆိုလို့ရှိရင်တိုင်းရင်သားလက်နက်ကင်တွေကဖွင့်ထားတဲ့ဂိတ်လည်းဖြစ်ကောင်းဖြစ်မယ်။နောက် PDF တွေကဖွင့်ထားတဲ့ဂိတ်လည်းဖြစ်ကောင်းဖြစ်မယ်။ဂိတ်မြောက်များစွာကိုဖြတ်ပြီးတော့မှဟိုခါတိုင်း၁ရက်သွားမယ်ခီးကအခု3-4ရက်သွားမယ်။ခါတိုင်း2ရက်3ရက်သွားမယ်ခီးကအခုတစ်ပတ်10ရက်သွားမယ်။ဆိုတဲ့အခါကျဇရိတ်တွေတက်တာပေါ့ရှင်။ဒီဂိတ်ကြီးတွေလည်းပေးရတဲ့အပြင်အဲဒီဒီဟိုပါပေါ့နော်။ဒီဟိုပါပေါ့ရက်တွေကြာတဲ့အခါကျတော့လေ ဟိုသုံးရက်ကြာမှတပတ်ကြာတယ်ငါးရက်ကြာမှဆယ်ရက်ကြာတယ်ပေါ့နော်စသဖြင့်အဲဒီလိုတွေကြာကြတဲ့အခါကျတော့တည်ယူပို့ဆောင်စိတ်ကြီးမြင့်နေတာဖြစ်ပါရှင့်ဒီတည်ယူပို့ဆောင်စိတ်လည်းကြီးမြင့်နေထုတ်လို့ကုန်ထုတ်လို့စိတ်လည်းကြီးမြင့်နေတဲ့အချိန်မှာအဲကျမတို့ကကုန်စိမ်းနှုန်းတွေကကြီးဈေးနှုန်းတွေမြင့်နေတာဖြစ်ပါရှင့်